ီနေ့ဖက်ပြပေးမယ်စာသားလေးတွေကိုလည်းဒေရှာရေးဥစိုက်ပြီးတော့လိုက်ပြီးတော့နားထောင်ပေးကြပါအောင်နော်။အောင်မြင်သူကအငဲတန်းအစီအစဉ်ရေးဆွဲထားလေးရှိပါတယ်။ကြာရှုံးသူကအငဲတန်းစင်ကြေးပေးလေးရှိပါတယ်။ အောင်မြင်သူကပြဿနာတိုင်းအတွက်ဖြေရှင်းချက်ရှိတယ်လို့မြင်ပါတယ်။ကြာရှုံးသူတွေဖြေရှင်းချက်တိုင်းအတွက်ပြဿနာရှိတယ်လို့မြင်ပါတယ်။အောင်မြင်သူက ဖြစ်နိုင်ခြေရှိတယ်လို့မြင်ပါတယ်။ကြာရှုံးသူကပြဿနာတွေပဲလို့မြင်ပါတယ်။အောင်မြင်သူကဖြေရှင်းချက်ဤ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ကြာရှုံးသူကပြဿနာဤအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။အောင်မြင်သူနဲ့ကြာရှုံးသူကွာရှားတာကစိတ်တက်ပါစိတ်တက်ကွာရင်လုံရက်ကွာတတ်ပြီးရလက်တွေပါရှားနာသွားတတ်ပါတယ်။ ဘာပဲလုပ်လို့စင်ကျင်မှုတရားရှိဖို့လိုပါတယ်စင်ကျင်မှုတရားမရှိရင်ပြဿနာတွေဖြစ်တတ်ပါတယ်ပြဿနာတွေမဖြစ်အောင်မိမိရဲ့အတွေးကို စင်ကျင်ရပါမယ်မစင်ကျင်မိတဲ့မိမိရဲ့အတွေးဟာဘဝတစ်ခုလုံးကိုပျက်စီးသွားစေနိုင်ပါတယ်ပြဿနာတွေမဖြစ်အောင်မိမိရဲ့အပျောကို စင်ကျင်ရပါမယ်မစင်ကျင်မိတဲ့မိမိရဲ့အပျောဟာ ဘဝတစ်ခုလုံးကိုပျက်စီးသွားစေနိုင်ပါတယ်။ပြဿနာတွေမဖြစ်အောင်မိမိရဲ့အလုပ်ကိုစင်ကြင်ရပါမယ်။မစင်ကြင်မိတဲ့မိမိရဲ့အလုပ်ဟာဘဝတစ်ခုလုံးကိုပျက်စီးသွားစေနိုင်ပါတယ်။ပြဿနာတွေမဖြစ်အောင်မိမိရဲ့အနေအထိုင်ကိုစင်ကြင်ရပါမယ်။ မစင်ချင်းမိတဲ့မိမိရဲ့အနေအထိုင်ဟာဘဝတစ်ခုလုံးကိုပျက်စီးသွားနိုင်ပါတယ်။ပြဿနာတွေမဖြစ်အောင်မိမိရဲ့စိတ်နေစိတ်ထားတွေကို စင်ကြင်ရပါမယ်။မစင်ချင်းမိတဲ့မိမိရဲ့စိတ်နေစိတ်ထားဟာဘဝတစ်ခုလုံးကိုပျက်စီးသွားစေနိုင်ပါတယ်။စင်ကြင်မှုတရားအလေးအနက်ထားပါ။စင်ကြင်မှုတရားရှိလေလေဘဝကအေးချမ်းလေလေပါပဲ။အရာအလုံးဟာ သူ့အကြောင်းတရားနဲ့သူ ရှိနေတတ်တာပါဖြစ်တာပြက်တာ ကောင်းတာဆိုးတာအဆင်ပြေတာမပြေတာပြဿနာဖြစ်တာမဖြစ်တာစသည်ဖြင့်ပုံစံမျိုးစုံ တွေ့ရတတ်ပါတယ်။အဲ့ဒီအပေါ်လိုက်ပြီးခံစားနေရင်ဘယ်တော့မှပြီးမှာမဟုတ်ပါဘူး။အရာအားလုံးကိုလိုက်ခံစားနေရင်ကိုယ်ပဲစိတ်ခံစားရပါတယ်။အရာအားလုံးကိုလိုက်ခံစားနေရင်ကိုယ်ပဲစိတ်ပင်ပန်းရပါတယ်။အရာအားလုံးကိုလိုက်ခံစားနေရင်ကိုယ်ပဲစိတ်ပူလောင်ရပါတယ်။ အရာအားလုံးကိုလိုက်ခံစားနေရင် ကိုယ်ပဲစိတ်နာကျင်ရပါတယ်။အရာအားလုံးကိုလိုက်ခံစားနေရင် ကိုယ်ပဲစိတ်ဖြစ်စည်းရပါတယ်။အရာအားလုံးကိုလိုက်ခံစားနေရင်ကိုယ်ပဲစိတ်ဒဏ်ရာရတတ်ပါတယ်။ အရာအလုံးကို လိုက်ခံစားနေရင်ကိုယ်ပဲစိတ်ထဲစိုးရင်ရတတ်ပါတယ်အရာအလုံးကိုလိုက်ခံစားနေရင်ကိုယ်ပဲစိတ်မရှမ်းမသာဖြစ်တတ်ပါတယ်အအခဲဆိုတာလူတိုင်းမှာရှိပါတယ်အဲ့ဒီအခက်အခဲတွေက ကိုယ့်ဘဝကို ခိုင်မာလာအောင် ရင့်ကျက်လာအောင်လုပ်ပေးပါတယ်တယောက်နဲ့တယောက်အခက်အခဲတွေဟာများများရှိတာနဲ့နည်းနည်းရှိတာဖွင့်ပြောပြဖြစ်တာနဲ့မပြောပြဖြစ်တာလောက်သာကွာရှားမှုတွေရှိပါတယ် ကိုတယောက်တည်းပဲဒီအခက်အခဲတွေကို ခံစားနေရတယ်လို့မတွေးမိပါစေနဲ့ကို့မှာ အခက်အခဲရှိသလိုသူ့မှာလည်းအခက်အခဲရှိပါတယ်ကို့မိသားစုကို့နေရကို့ပတ်ဝန်းကျင်မှာအခက်အခဲရှိသလို သူ့မိသားစုသူ့နေရသူ့ပတ်ဝန်းကျင်မှာလည်းအခက်အခဲရှိပါတယ်ကို့အလုံးမှာအခက်အခဲရှိသလိုသူ့အလုံးမှာလည်းအခက်အခဲရှိပါတယ်ကို့မှာဖက်နှက်မရှိတာကို အခက်အခဲလို့ခံစားနေရရင် ရှစ်တောက်တောင်မရှိတော့တဲ့သူကိုမြင်ရောက်ပေးပါ ကိုထက်ပို့ပြီးတော့တော့အခက်အခဲရှိတဲ့သူ အခက်အခဲတွေ့နေသူ အခက်အခဲဒဏ်ကို ခံစားနေရသူတွေလောကမှာအများကြီးရှိနေသေးတယ်ဆိုတာကိုတွေးကြည့်ရင်အခက်အခဲကိုဖယ်ပြောက်ပေးပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်